ရင်ဆုံးကျွန်တော်ရဲ့ကုတ်ကြီးလီယိုနယ်မက်ဆီကအင်တာမိုင်းမီအသင်းနဲ့စာချုပ်အသေးထပ်ချုပ်ထားပါတယ်2028တိစာချုပ်ကတက်တန်းရှိမှာဖြစ်ပါတယ်နောက်ထပ်နှစ်နှစ်တော့ဘောလုံးဆက်ကံမှာဆိုတော့မက်ဆီအနေနဲ့ဂိုးဖန်နေမှုအများဆုံးကစားသမားအပြင်ဂိုးသွင်းအများဆုံးကစားသမားအထိဖြစ်ဖို့ရည်မှန်းထားလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့အပေါ်ကခရစ်စတီယာနိုရိုနယ်ဒိုနဲ့ကသူပွဲ162ပွဲရှော့ကန်ထားတယ်။ဂိုးက60ပဲကွာတော့။60ဆိုတာနှစ်နှစ်တွင်ဘာမှမဆိုဖြစ်သွားနိုင်တယ်။ အဓိကပြောချင်တာကမက်ဆီကဂိုးဖန်နေမှု396ကျေးလောက်ထားတယ်။ဝန်ထမ်းကြရင်မက်ဆီရောအင်တာမိုင်းမီပွဲရှိတယ်။မေဂျာလီကလာလီကာတို့ပရီးမီးယားလိူးနဲ့မတူဘူးဗျာ။သူကရာဒီကောဝါတော်မှာမေဂျာလီကက်ကိုလိုချင်ပလေးအော့ဆိုတာရေထက်ကန်ရတယ်ဗျာ။မေဂျာလီရဲ့ဒီရာဒီမှာအဆင့်တရာဝိုက်သူကစပိုတာရှိဆိုတဲ့ဒစိမ့်လေးပဲပေးတာပေါ့နော်။အဓိကဖလားတော့ပလေးအော့ကံမှာရမှာ။မနေ့ပြန်ကဲမဲ့တရားမက်ဆီအတွက်အရင်တော့မခတ်ဘူးကွာအရင်ပတ်ကပဲဟက်ထရစ်တင်ထားတဲ့အတင်ကိုအခုပလေးအော့မှာကဲရမှာဆိုတော့ဘက်စီနင်းနဲ့ဂိုးဖန်နေမှုတစ်ချိန်ဆိုတာ အေးဆေးလုပ်လို့ရတယ်မနေ့ဖြန်တာမက်ဆီဂိုးဖန်နီမှုတစ်ချိန်ထွက်လို့လိုက်ရင်လက်ရှိဘောလုံးလောကကစားသမားတွေအားလုံးနဲ့မှာဖန်နီမှု400ပြည့်ရဲ့ကစားသမားမက်ဆီဖြစ်မယ်ဒါပေမဲ့မက်ဆီကအများဆုံးတော့မဟုတ်ဘူးနော်သူ့အပေါ်မှာပူစကတ်ဆိုတဲ့ဟန်ဂရီကစားသမားတစ်ယောက်ရှိတယ်သူက404ချိန်နဲ့ assist လုပ်ထားဆိုတော့မက်ဆီနေနဲ့အများဆုံးတော့မဖြစ်သေးဘူးဒါပေမဲ့400ဆိုတဲ့မှတ်တမ်းကလည်းနည်းနည်းနော်နော်မှတ်တမ်းတစ်ခုမဟုတ်ဘူးအခုလက်ရှိဘောလုံးလောကမှာမက်ဆီတယောက်တည်းသာလုံနိုင်တဲ့မှတ်တမ်း တော့တော့ဒီနှစ်မက်ဆီတို့အင်တာမိုင်မီပလေးအော့မှာတခုခုလုံနိုင်မှုမျှော်လင့်နေဘာကြောင့်လဲဆိုတော့ဒီ MRS ကကမက်ဆီမရဘူးသူကမက်ဆီနဲ့အင်တာမိုင်မီနဲ့ရဘူးတာလီကက်ဆိုတဲ့ကက်လီကက်ကကြတော့အမေရိကန်အသင်းတွေရဲ့မက်ဆီကအသင်းတွေပေါင်းရော့ကန်နဲ့ပြိုင်ပွဲမှာမက်ဆီတို့လီကက်ဆိုတာရဘူးတယ်ထပ်ပြီးတော့ချစ်ဂျီဖလာတလုံးအဲ့လောက်ပဲရဘူးသူဗျာဒီ major league ကက်က major league မှာကစားနေမက်ဆီတို့အရင်အရေးကြီးတယ်ပို့ပြီးရေးကြည့်တာဂျော်ဒီအေဘာတို့ဘူးစကွတ်တို့ဆာရက်စတောင်းနောက်ဆုံးဖလာဖြစ်သွားနိုင်တယ်ဗျာအဲ့ဒါကြောင့်မက်ဆီတို့ဒီနှစ်ပလေးအော့မှာအကောင်းဆုံးခြေစွမ်းပြပြီးတော့သူတကယ်ချင်းတွေဖလာ ရယူပေးနိုင်မယ်လို့တော့တကယ်ကိုယုံကြည်ထားရယ်